ဲဟိုဘက်ရက်ွက်ကဖွက်နဲ့ခွေးဆက်ပေါက်ထားတဲ့ဖွက်ခွေးကြော်မျိုးခွေးရတော့တရားစွဲကန်ထိတော့မယ်နော်သူကအတေးပြောင်းနေတယ်တပြိုးတော့လုလိုက်ကအကြံပေးလိုက်ဒါမှလျှောက်ပြောဘလုတ်စတာလျှောက်ပြပါဆရာယုံကြည်လိုက်ဘလုတ်စတာလျှောက်ပြောနေတာလေရှက်တော့ငါနဲ့ငြိမ်ကောကဲကြည့်နော်အဲ့ဒါသူတို့အချင်းချင်းပြောတဲ့စကားစဉ်းစားကြည့်နော်ဒါဒါသူဖင်ရက်နေတဲ့ဒီတန်းဖို့ပါဒီစစ်တာကဒီဒီအတိုင်းကဒါသူတို့ဘုံမအတိုင်းဝိုင်းနော်အဲ့ဒီအချင်းချင်းတောင်မှသူ့ကိုပြောရတာကြည့်ပြောတဲ့သူကတဖြစ်မဟုတ်ဘူးနော်ဘူးလက်လားဆိုရင် ဘူးလက်လဆိုရင်တော့ဒူမျိုးတော်မှတို့ကိုအဲ့လိုပြောတယ်ဆိုတော့ဒီကျော်မျိုးမင်းရဲ့အဆင့်အတန်းအချင်းအရင်ချင်းကိုကြည့်ပြီးတော့လားနော်ကိုပြောစရာမလိုဘူးကြည့်ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘောမကျော်မျိုးမင်းအားပုံမှန်နှမျိုးနဲ့တရားဆွဲခံထီတော်မူအခြေအနေကိုစီပြောလာသည်မူအဆုံးထိနာဆင်ဝေဖန်အုံသက်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော်ခုနကခွေဆပ်ပေါက်ထားတဲ့ဖို့ခွေကျော်မျိုးခွေရတော့တရားဆွဲခံထီတော်မယ်နော်အဲ့တော့အခုနောက်ပိုင်းမှာဒီစစ်တပ်ဝါရဖြန့်တဲ့ဒီလင်းငါးကောင်ပေါ့နော်လက်ဆက်ချောင်းတော့မပြေဘူးလက်ငါးချောင်းတော့မပြေဘူးအဲ့ဒီအဓိကတော့ကြော်မျိုးခွဲလို့ဟမ် ိုဝက်လီကျော်ဆုံးနွားလို့အဲအဲ့ဒီကောင်လေးပြီးရင်အဲ့ငထဲလို့ပိုင်ရဲကိုလို့မင်းသားယူပိုင်ရဲကိုလို့အဲ့ဒီကောင်လေးအဲအဲ့ဒီကောင်လေးကအခုကဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့လုံးဝကို opposite လုပ်ပြတာဘာနာလာအကုန်မှန်တယ်သူတို့အဘလုံးတော့မြဘာလုံးတော့အကုန်မှန်တယ်တစ်ဖက်ရန်သူဆိုရင်လုံးဝမကောင်းသူပြောင်းလဲပြောင်းစားပြတခါတော့မျက်နဲ့အပွေးတက်ဖြစ်လာအဲ့ဒီထဲမှာအစိုးဆုံးတော့ဒီကျော်ဆုံးဦးနဲ့ကျော်မျိုးမင်းပေါ့ကျော်မျိုးမင်းဆိုရင်မိမလောင်မိမချာတယ်နော်သူရောက်ကိုကြည့်ပါအဲ့ဒါကိုဒီနေ့သူပြောထားတဲ့ဗလင်းတစ်ခုရှိတယ်ဘုချုပ်ကွမ်မော်ကသူကဘယ်လိုဖြစ်လဲအဲ့ဒါ ဟိုဘယ်ကတ်တုံးပါမောအဲနောက်တစ်ဆက်အပုံးအပုံးစိတ်ဟုတ်လားအဲဘုတ်ကွယ်မောသူကကတ်တုံးကွယ်မောတဲ့ဟိုစိတ်က6စိတ်အပုံးစိတ်တူရုပ်ကြည့်နော်ဘုတ်ကွယ်မောလို့တော့မှဘုတ်ကွယ်မောဆိုတဲ့ပုံပေါ်ကဒီလောက်တည်ငြိမ်တဲ့ဥပဒိရုပ်ရှိတယ်နော်မျက်နှာကိုကြည့်ရတယ်ဘယ်လိုပြောသူ့မျက်နှာရှင်းရှင်းနဲ့ရှင်းကြည့်နေတယ်စကားပြောတဲ့နေရာမှာအေးအေးညောင်းညောင်းကြည့်ရင်ကြည့်ကြည့်ပြောတဲ့ပုံပေါ်အဲ့လိုပုံပေါ်မျိုးတော်မှသုံးစားလို့မရအောင်ရုပ်မှစော်ကားတဲ့ကြော်စုပ်ဦးအဲကြော်မျိုးမင်းနော် ။ဟိုနည်းနည်းလေးလဲတူတီတူတက်။ဟိုပြောလဲလို့ကျွန်တော်တို့ပြောလဲဘာပြောလဲဆိုတော့အဲ့ငစီရတဲ့ဘလောက်ကောင်းတဲ့အဝတ်အစားဝတ်ဝေးတဲ့လူရုပ်မပါဘူးတဲ့။ဘလောက်ပဲကောင်းတဲ့အဝတ်အစားဝတ်ဝေးကျွန်တော်တို့ကလူရုပ်မပါဘူး။ဟုတ်ပါတယ်ကျွန်တော်လည်းကျွန်တော်ရုပ်ကိုကျွန်တော်ချောပါတယ်လှပါတယ်မင်းသားလားလောက်ချောပါတယ်ဆိုကျွန်တော်လည်းမပြောပါဘူး။အဲ့တော့ကိုယ့်ရုပ်ကိုတီးပါတယ်လူချမ်းရုပ်ပဲကျွန်တော်မြတ်ပြောပါတယ်။နော်အမေကချောတယ်ဟုတ်တယ်ကျွန်တော်တို့ကလူချမ်းရုပ်တွေနော်မင်းသားရုပ်ဘလောက်စင်တယ်မင်းသားရုပ်မပါဘူး။ နော်ဒါပေမဲ့ကျင်တတ်တယ်မဖြစ်ဘူးကိုယ့်ရဲ့ရုပ်ကဖြစ်တည်မှုယောက်ျားဆိုတာကျွန်တော်တို့ကြားလို့လေပျော့ပျော့နွဲ့နွဲ့နှောင်းနှောင်းကြဲတောက်တောက်တင်းတင်းရှိရမယ်မမချာချာရှိရမယ်နော်ပေါက်ပန်းလေးစက်သူများတဲ့ကောင်မဟုတ်ကဟုတ်ကဆွတ်ဆွဲပုတ်ခတ်လီစဲလို့စိတ်ထမရှိအောင်ယောက်ျားမှိုင်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 းနဲ့လှုပ်ရဲ၊ကန်ရဲ၊ဖြတ်ရဲ၊တိုက်ရဲမယ်ဒါယောက်ျားရဲ့ပြင်ကိုစတိုင်နော်အေးသူများပေါ်မဟုတ်တာမပြောနဲ့မဟုတ်တာမလုပ်နဲ့ကိုယ်လာလို့လည်းနည်းနည်းမှမခံနဲ့အဲ့ဒါယောက်ျားစိတ်ထကျွန်တော်တို့ခံယူကြတယ်နော်အဲ့တော့ကြော်မျိုးမင်းတို့ကောင်မျိုးကကျွန်တော်အဲ့လိုပြောလဲဆိုလို့ပြုံးပြီးတော့ပဲကြည့်နေလိုက်ပါတယ်နော်စဉ်းစားကြည့်ပေါ့ဗျာဟုတ်တယ်မလားအခုလည်းအဲ့ဒီကြော်မျိုးခွေးရနော် တရားဆွဲတာကြည့်တော့မယ်ဆွဲတာဘက်ဘက်ကဆွဲတယ်ကြည့်ပါတယ်နော်အဲ့ဒါပြောတာနည်းနည်းပဲတည်ရှောက်ပြီးတော့ဖွာအားအများကြီးတည်တယ်လို့လို့နေနော်ဟိုတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်ဘူးလက်ဖက်နော်တွေ့တယ်မလားဘူးလက်တော့ပြန်ဖက်ဆိုတော့စဉ်းစားကြည့်ပါတင်းသမားလေးတယောက်ဆိုတော့ခါရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးကဦးနေနေမာဒီရုပ်ဝေမိုင်းတို့ကပေါ်တူဂါတွေပါတော့သွားခင်ဗျာညနေပြီးတရားလုံးပါ냐ရန်ကုန်မှာတော့ဟိုတယ်တွေဝယ်ထားတယ်ပါ냐ဟာဟိုတယ်ဝယ်တဲ့လူတွေဘာမှမဆိုင်ဘူးလေဝယ်တဲ့ကောင်တယောက်တယ် ျွန်တော်ဗီဇာစမ်းဆိုင်ကြတယ်ကျွန်တော်တို့ဗီဇာစီကိုတက်တက်ကြချာဟာကျွန်တော်တို့တရားစွဲမယ်တူတို့လာပြောတယ်ကျွန်တော်ဟောတနာပါတယ်လို့ဟာတနာပါတယ်နော်ဘူလက်ကြီးစိတ်ကောင်းရှိတယ်စက်နှားထောင်ကြည့်တိလားဩတနာပါတယ်လို့ငါ့ဒီစားမေးများမျိုးမေးများပြီးလောက်တာတော့ပေါ့ဗျာကျွန်တော်လည်းကလည်းပြောလိုက်ပါလေအဲဆွဲမယ်ဆိုရင်တော့တကူလည်းနဲ့ဆွဲနေနှစ်ခုနဲ့ဆွဲလို့တကူကတော့ဟာတနာပါတယ်ဆွဲဆွဲမယ်ဆိုတော့တကူလည်းဆွဲနှစ်ခုတကူလည်းမဆွဲနဲ့နှစ်ခုဆွဲထားတော့ကြောက်ကြရင်နောက်တစ်ခုကအတေးပြတ်မှုနှစ်မျိုးတော့လုံးလိုက်ပါ အကြံပေးလိုက်ဒါမှအလျှောက်ပြောဘလုတ်စတာလျှောက်ပြောဆရာရုံးစီလိုက်ဘလုတ်စတာလျှောက်ပြောနေတာလေရှက်တော့နည်းနည်းငိမ့်တော့ကဲကြည့်နော်အဲ့ဒါသူတို့အချင်းချင်းပြောတဲ့စကားစဉ်းစားကြည့်နော်ဒါကသူဖင်ရက်နေတဲ့ဒီတန်းဖုတ်ပါတီကိုစစ်တပ်ကဒီဒီအတိုင်းမှာဒါသူတို့ဘောမအတိုင်းဝင်နော်အဲ့ဒီအချင်းချင်းတောင်မှသူ့ကိုပြောရတာကြည့်ပြောတဲ့သူကတဖြစ်ပုံတော့ဘူးလက်လက်ဆိုဘူးလက်လက်ဆိုတော့ဒူမျိုးတောင်မှသူ့ကိုအဲ့လိုပြောတယ်ဆိုတော့ဒီကြော်မျိုးမင်းရဲ့အဆင့်အတန်းအချင်းအရင်ချင်းကိုကြည့်ပြီးတော့လာနော်ကိုပြောစရာမလိုကြည့်ပါဟုတ်နော်အဲ့ဒါဒီ ်သတင်းသမားဆိုတာကာကနာနာကာငယ်ကာကြီးနာငယ်နာကြီးဒီလိုမှပြောရှောင်းမပြောနဲ့အာဘူးထဲရတွေ့နော်ထဲသွားကြီးတော်မျိုးတရားရုပ်ရောက်ကရောက်နေညာဆိုတော့ကောင်းလीနော်ညာချပြောရအဲ့လာပြောရနော်ဘာဘောကျွန်တော်အဲ့အဲ့လာပြောတာဒီကဒီကျော်မျိုးနွားဆိုတဲ့ကောင်လေးဒီတော့တရင်သမားကောင်လေးပေါ့နော်ဘူးလည်းပြောတာပဲအဲ့အဲ့လာပြောရတယ်တရားဆွဲရင်ထီတော့မယ်ရှာရုံးကြီးတိုင်းရှော့ပြောလို့ တကယ်ပဲเนาะအခုဆိုရင်ဒီနေ့ကြော်စုပ်တင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုဆိုရင်အဲဟိုကာမဲအဖွဲ့เนาะဘရက်တိုက်ကားတို့အဖွဲ့ပါတဲ့ခွဲလို့ပြေးတာခွဲလို့ပြေးတာဒီကောင်တွေကတကယ်ခွဲလို့ပြေးတာအတန်အောက်လို့ပြီးရုပ်ကလို့ဟာဒီကောင်တို့ဒီယူတိုင်းယူလိုက်တာဟမ်အော်မတိလို့ရှိရင်လေဒီစကန်းတွေတိမ့်ကန်ထိတာလို့စစ်သားတွေအပေါင်းလိုက်အစုလိုက်တက်ခံထိတာလို့ဟမ်ပြီးရင်အလင်းတွေအလံကြီးတွေထောက်ပြီးတတိတန်းကြီးအလင်းဝင်တာလို့သူတို့ဘက်ကလူတွေတာမဟုတ်ဘယ်တော့မှပြောမှမသိဘူး ဟာတကယ်တကယ်တကယ်ကြိုစဉ်းစားမနိုင်ဘူးသွေးသွေးကြည့်တဲ့အနေအမလီတက်တယောက်ထားတယ်ဟမ်တလောက်ခွက်ခွက်လက်အောင်အာနာသိမ့်နေတာဗျာနော်ခင်မီလက်နဲ့အပြည့်အစုံလေးရင်ရေကုန်တင်းမောကစဒီသက်စစ်တင်းမောအစုံနော်ခင်မီလက်နဲ့တန်ချက်ကကစတဲ့ပြည့်စစ်ကားဘလူကားယူမလဲနော်အဲ့ဒါကိုခင်မီစစ်စည်းကတိရလက်နဲ့ခဲရန်အပြည့်အစုံစစ်တီတော့ငါးသိမ့်ရှိတဲ့ဒီစတန်ဒါအာမီတစ်ခုလုံးကိုမောင်းပိုင်စီးပြီးတော့နော်ဘာလက်နဲ့မှမရှိတဲ့ပြည်သူရှင်ရတယ်အာနာကိုလုတာငါးနှစ်ရှိပါပြီ နော်နိုင်ငံလာမျိုးတော့ရှိပြီးသားနေနေတော့ဆုံးရှုံးလာတာဟမ်နိုင်ငံအဲ့အော်ဒီဘင်းမှာနေနေတဲ့ဆုံးရှုံးမျိုးတော့နိုင်ငံကထောက်ခံမှုရတာပြင်ပြန်တော့လေမြန်မာပြည်ကိုတက်တက်လောက်ကိုပြေးဆုံးတဲ့တရုတ်နဲ့ရုရှားလွယ်လို့ဘယ်သူမှစပ်ဘူးရမတွေ့ဘူးနော်အာဆီယံလိုဟာမျိုးတော့ခွင့်ထက်လိုက်အောင်တက်လို့မရဘူးသူတို့ခေါင်းဆောင်ပါဖြစ်နေတယ်ကြည့်နော်အခုဘာနေခုနကမကမှဆိုလဲတရားဝင်အစိုးရနာမည်ဦးဝင်းမြင့်နော်တမန်နာမည်ဦးဝင်းမြင့်ဘူးဒီတိလာနိုင်ငံအတိုင်းအတာပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ဟမ်နိုင်ငံကတန်တမာမှာလည်းအဲ့လိုဒီခုတ်ပတ်နိုင်အောင်ရှုံးနေတာ ။နောက်အခုတရားနဲ့အန်နေရဟိုမှာဝင်းကပြောသလိုနန်မြေတစ်ချို့ကိုတို့တို့ပြန်ပေးရတယ်။ပေးရဆိုတာတို့ရှိရနန်မြေကိုပြန်အန်နေရတိုက်သိမ်းထားတာ။အခုတို့ကအဲ့ဒီနန်မြေလေးကိုပြန်တိုက်ယူနိုင်လို့အကုန်လုံးမဟုတ်သေးဘူးလို့ထားတာမှတချို့တလေပြန်တိုက်ယူနေအဲ့ဒါကိုမတိလိုက်ရင်တနိုင်တန်လို့တနိုင်တန်ကိုတကဘာလုံးတိမ်းထားတဲ့စစ်တပ်ကြီးပုံစံမျိုးချတာ။အော်အားနမဟာဒီလူတွေကျွန်တော်ကြည့်တယ်။ဒီကောင်တွေယူများယူနေတာမဟုတ်ဘူး။ဒါပေမဲ့မယူပါဘူး။အဲ့တော့ကျွန်တော်တို့တွေကြားခဲ့ရတဲ့အရာရှိမှလား။ဂဒါဖီနော်။ဂဒါဖီကတော့ဘယ်ဟာယူ ဂရာဖီနဲ့တေကန်ဒီမှာကမ္ဘာလိုက်ပတ်တာအားတွေ့တယ်ရုရှားနဲ့သူတို့တွားတာယူရုရှားနဲ့တွားပြီးအဲ့လိုပဲဂုံပြူအဲဆုတေယူအောင်နိုင်ငံခေါင်းဆောင်နဲ့လိုက်တွေ့ဒီနိုင်ငံခေါင်းဆောင်နဲ့လိုက်တွေ့အဲဆက်တပြင်းနော်ရုပ်ဆုံးလုပ်တာပဲအဲဂရာဖီကပြန်ချိုင်းဆိုတာအဲ့လိုလိုပဲဟန်ဒါဒါဒီတော်ငန်ရင်းမှာကြာဆုံးသွားတဲ့အာနာရှင်တိုင်းကိုပြန်ကြည့်ပါအာနာရှင်တွေရဲ့နောက်လိုက်အောက်ဆွဲနေတာဘလို့ရေရှင်းနေလဲဆိုတာတော့အဲ့လိုပြင်မှရမှာဘူးအမင်းအောင်လည်းနောက်လိုက်နောက်ဆွဲအောက်ဆွဲတယ်အဲ့ဒီတော်မျိုးမျိုးတို့ကြော်စိုးတို့ပုံစံမျိုးဖြစ်နေမှရပါ အဲ့လိုမဖြစ်ဘဲနဲ့ကျွန်တော်ကိုယ်တွေလိုမျိုးတာမန်ဟုတ်မလားခမောင်ကျွန်တော်တို့ကိုယ်တွေလိုမျိုးဟုတ်မလားမောက်တာကိုမပြောရည်ဘူးပြောတော့မှတွတ်ဆုပ်တွတ်ဆုပ်ပြောမယ်မောက်တာကြီးပြောမှာလေဟုတ်မလားဟိုဘယ်လိုပြောပြအဲ့လိုမျိုးဆိုရင်မရဘူးတို့ကလုံးဝကြပိုးလို့လက်မောက်စီးပြောင်းပြောပြတာ။အော်စင်တော့ကြီးတဲ့ဟာဆိုရင်လည်းတို့မလို့အဲ့ဒါကိုဘာမှမရှိတဲ့တန်းလောက်ပြောင်းပြောပြတာ။အဲအဲ့လိုမျိုးဒါအနာရှင်တွေရဲ့ပြန်ချားရေးတွေလော်ဘီတွေထုံးစံ။ညတိတော်လိုင်းဒီကမ္ဘာတော်လိုင်းရဲ့ညတိနော်အဲ့တော့တော်တော်ကြည့်တရားချက်။အာပြောတာလားပြောတာလားမနော်။အော် တို့တွေကနိုင်လို့ရှိရင်ဘယ်လိုနေမလဲမသိဘူးလို့နော်စိုက်ဝါမျိုးစုံအခုလည်းလက်ရှိဒီရွက်ောက်ပွဲမှာတို့ကသားအရေးကြီးတယ်ရွက်ောက်ပွဲတို့ကနောက်ဆုံးကြီးစံတို့မှာအဲ့ကြီးတောက်ပဲရှိတော့အဲ့ဒီနောက်ဆုံးဆိုတဲ့ဒီကြီးစံကိုကောင်းကောင်းထည့်ပြီးတော့ရန်သူစကန်တက်တဲ့ကိုထိန်းကိုချမှာအဲအဲ့လိုမျိုးအဲရွက်ောက်ပွဲအဲအဲ့ဒီထိန်းဆိုချမှာဆိုတော့အဲ့ဒီထိန်းဆိုချမှာဟာတဲတဲချာချာကိုအနိုင်နဲ့ပိုင်းနိုင်ဖို့ဘာလိုက်လုပ်လဲဆိုတော့ရွက်ောက်ပွဲကိုနိုင်ငံတကာလက်ခံမှုရအောင်တွင်းလို့ရတဲ့ခေါင်းဆောင်မှန်တယ်များအိမ်နာဆောက်ကဆက်လိုက်တွေ့တာနားမရောက်နိုင်ရတဲ့အိမ်နာဆောက်ဖယ်တွေ့မယ် တယုံကအိမ်နာဖွင့်ပွဲလုပ်မလားအတူခွန်သွားမလို့အဲ့ဒီအိမ်နာဖွင့်ပွဲကိုဘယ်သူတွေတက်မလဲတိုက်တက်တက်နောက်ဆုံးအဲ့တိဟိုသူများနိုင်ငံကလေရွာတကြီးဆင်းသက်လာတယ်အဲ့တကြီးသူကလည်းဆက်လုပ်ဆက်မှာဖြစ်တယ်ဖြစ်တယ်ဖြစ်တယ်ပြာရောင်ခတ်ပြီးတော့ကဘာမှဒီစစ်ကောင်းဆောင်တော့ကျက်တည်ရုပ်ပြီးတိုက်ခါမဲ့တာမရှိဘူးတော့သူများစစ်ကောင်းဆောင်တွေကအဲ့လိုပြာရောင်မခတ်ဘူးအဲ့ဒီအစိုးရငားမြစ်တက်တာလေဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြစ်တို့ဦးထိန်ကျော်တို့ကမ္ဘာပတ်တဲ့တန်တမန်အခင်းအချင်းပုံစံမျိုးနဲ့အခုမင်းအောင်လိုက်တွားနေတဲ့တန်တမန်အခင်းအချင်းပုံစံမျိုးကြည့်ရှက်ဖို့တော့ကောင်းတယ်ဘာဘလောက်ပေါ်လဲဆိုတော့နေကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်တင်ပေးမယ်ပြီးမရှိဘူး နော်ဒေါက်တာဆန်းစုကြည်တို့ဥယျာဉ်မြို့နိုင်ငံကခေါင်းဆောင်တွေတွေ့တယ်ဘလို့ပုံစံတွေ့ရတယ်ဘလို့ပုံစံဆက်ဆံတယ်ဘလို့ပုံစံစကားပြောတယ်ကိုယ့်ဘက်ကလည်းဘလို့ပုံစံတုံ့ပြန်တယ်အခုမင်းအောင်လိုက်တူတွားလို့ရတယ်တယောက်နဲ့ရုရှားကိုတွားတယ်ဘလို့ပုံစံတော့ရတယ်ဒါသူ့ကိုထောက်ခံနေတဲ့အဖွဲ့တော့ဘလို့ပုံစံလိုက်လုပ်ပါလေအဲ့ဒါတွေကလေနိုင်ငံထိတာပြန်နိုင်ငံထိတာကျွန်တော်မင်းအောင်လိုက်အဲ့လိုခင်ဗျားပြောတရားမဝင်ဖြစ်အောင်ဒီဘင်းမှာအဲ့ဒီနိုင်ငံတွေကတို့တရားဝင်မှုဖြစ်အောင်ကျွန်တော်ရွေးကောက်ပွဲလုပ်ပါမယ်ကျွန်တော်ရွေးကောက်ပွဲအတိမတ်ပြုပါအဲအရှက်တခါပြောမှာဆိုဒီပုံစံမျိုးအဲ့တော့ဒီရွေးကောက်ပွဲကို တရားဝင်ဖြစ်ဖို့အတွက်ကနေပြည်တော်များများမှလုပ်နိုင်ဖို့လိုတယ်။အဲ့ဒီအတွက်စစ်မှုထမ်းတပ်သားတွေအခုအပတ်စဉ်20ကျော်ပြီ။စစ်မှုထမ်းတပ်သားတွေက6000 8000လောက်ရှိပြီ။ဘယ်လောက်ရှိသေးလဲ။ရှိတဲ့အင်အားအကုန်လုံးကိုလက်ရှိတွတ်တက်ထဲမှာရှိတဲ့နော်ဂျပန်ပါတီလွတ်တော်မတ်များညီလာခံ၌စစ်တပ်ရာဇဝတ်မှုများအန်ယူဂျီတင်ပြဂျပန်နိုင်ငံတိုကျိုမြို့ရှိ နာကာတာချူဒေတာတွင်စက်တင်ဘာ30ရက်၌ပြုလုပ်သောမြန်မာဒီမိုကရေစီလှုပ်ရှားမှုထောက်ခံသည့်ဂျပန်ပါတီလွှတ်တော်အမတ်များတမကနှစ်ပတ်လည်ညီလာခံသို့ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ဦးစောပလတိန်နှင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏တက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း NUG ကထုတ်ပြန်သည့်အခမ်းအနားတွင်စစ်ကောမရှင်၏တရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပွဲအချက်အလက်များ အာနာတီမြေကြီးဦးစားပေးဆောင်ရွက်နေမှုများရွေးကောက်ပွဲနှင့်ပတ်သက်၍နိုင်ငံတကာ၏သဘောထားနှင့်ကုလသမဂ္ဂယက်တီချဲစစ်တပ်မှစစ်ရာဇဝတ်ကျူးလွန်မှုများနှင့်အပြစ်မဲ့ပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်နေမှုများကိုတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်ဂျပန်နိုင်ငံအစိုးရနှင့်ဂျပန်လွှတ်တော်အမတ်များအနေဖြင့်စစ်ကော်မရှင်ပြုလုပ်မိတရားမဝင်ရွေးကောက်ပွဲအားလုံးဝလက်မခံရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများတိုက်တွန်းတောင်းဆိုထားသည့်စာကိုဂျပန်ထက်လွှတ်တော်ဥက္ကဋ္ဌမစ္စတာကွန်တိုဆိုအိတ်ထံပေးအပ်ခဲ့ကြောင်းလည်းသိရသည် ဆုံးနေပြည်တော်ကာကွယ်ရေးတပ်ကြီးတော်ဖြုတ်ထုတ်လိုက်တာစဉ်းစားကြည့်နေပြည်တော်အတွက်တီးတဲ့နော်ဒီအလောက်အာယုဖြုတ်ထုတ်လိုက်တာဆိုစင်အဲ့ဒါတွေကိုနေပြည်တော်ကိုအပေါ်ခွဲပြီးတော့ဒီစစ်မှုထမ်းဥပဒေကိုကလေးလားတဲ့ကောင်တွေကိုမြင်းစိုးရေးတွေးနော်မြင်းသေးလေးပေးရှူခိုင်းရှူခိုင်းပြီးလူသေးပြောင်းလို့ပြီးတော့အဲ့ဒီစခွေးတွေနဲ့အတူရောပြီးတော့ခိုးစစ်လက်ဆင်တယ်နေပြည်တိုင်းရောကလည်းဆိုသူတို့ချက်ရောင်းအဲ့တချက်ရောင်းနဲ့အနောက်ကရွက်ကောက်ပေါ်ရောကချင်းပါပါမှာအဲပြီးလို့ရှိရင်ဟာကျွန်တော်တို့ကတရားဝင်အစိုးရပါအဲ့ဒီလမ်းကြောင်းကိုရှောက်ဖို့လုပ်နေတာ ဲ့ဒီတို့ဒီကောင်တွေကလည်းဒီရွေးကောက်ပွဲမအောင်မြင်အောင်အသိကြမယ်အတကယ်ရွေးကောက်ပွဲမအောင်မြင်လို့မင်းအောင်နိုင်ရှောပြီဆိုတော့ねဒီကောင်တွေကသေလူဖြစ်ပြီအဲ့တော့ဒီကောင်မျိုးမျိုးတော့ကြော်သူတို့ကမစင်းစားနဲ့အရေးကောင်တံခွာကြီးတံခွာကြီးပေါ်ကတိမဘာဖြစ်လို့လဲကော်လန်ရဲ့သူတို့အနာရှင်ဘက်ကနိုင်လို့ဒီမိုကရေစီဘက်တော်သားတွေစောင့်ဆက်ကြမလို့ဘူးတတိယနိုင်ငံဆိုတော့ဘယ်နဲ့ကဘာကူညီပြီးတာဘာဖြစ်လို့လဲလူ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 လောက်တာကိုဒီမိုကရေစီဘက်တော်သားတွေဟာကိုကျိုးလောက်တာမဟုတ်တိုင်းပြည်အတွက်လုပ်တယ်ဒီအနာရှင်ကိုတော့ဆွလုံပြီးတော့တိုက်ပွဲဝင်ကြတယ်ဆိုတော့ကဘာကတိတဲ့အတွက်သူတို့တော်လန်ရဲ့အင်အားစုတွေဆိုကဘာလက်ခံတယ် အခုမင်းအောင်လိုက်ရှုံးလို့ရှိရင်နော်ရရှန်ဟိုရွာလေးကိုသူမြတ်သားတွေ့နေတဲ့ဟိုပြည်နယ်ခွဲလေးကိုမင်းအောင်လိုက်ဝမ်းနေပြီးသားအဲ့ဒီကျော်မျိုးမင်းတို့ကျော်စိုးဦးတို့အဲ့ဒီခွေးမင်းသားတွေကိုမင်းအောင်လိုက်ခေါ်ရမလားဝေးသူတယောက်တော့ဟိုလက်ခံတာကံကောင်းရရှန်လက်ခံဘူးနော်တယောက်လက်ခံဘူးနော်အဝေးတယောက်ဆိုမင်းအောင်လိုက်ကောင်းမျိုးဘာကြောင့်ကျွန်တော်ရှေ့မှာပြောခဲ့ပေါ်ပြီဘာဖြစ်လို့တယောက်ကမင်းအောင်နဲ့ဆက်ဆံနေတာလဲမင်းအောင်ကလည်းဘို့လို့ဆက်ဆံတာမဟုတ်ဘူးဘာဖြစ်လို့အာနာတိန်းထားတဲ့စစ်ကောင်းဆောင်ဖြစ်နေလို့ မြန်မာပြည်ရဲ့စစ်တပ်ရဲ့ခေါင်းဆောင်ဒီကောင်ဒီစစ်တပ်ကအခုမြန်မာပြည်အာဏာကိုတိုက်ရတယ်အဲ့ဒီအတွက်မင်းအောင်နိုင်ကိုဆက်ဆံတာနော်မင်းအောင်နိုင်နေရာမှာအဲဈေးချင်းခွင်းရုပ်အမီးဖြတ်ပြီးတော့လေကာကွယ်ရေးဦးစီးချုပ်အဲ့ဒီဝင်လိုက်ဒါကျွန်တော်တို့စစ်တပ်ရဲ့ခေါင်းဆောင်ပါလက်ရှိကျွန်တော်တို့စစ်တပ်အာဏာပိတ်ခန့်တဲ့စစ်တပ်မှာအမြင့်ဆုံးခေါင်းဆောင်ကဒီအဲဈေးချင်းခွင်းရုပ်ပါလို့တရုတ်ကပြောကြည့်တရုတ်ကအဲ့ဒီခွင်းရုပ်ဖိတ်ပြီးလက်စွပ်နှုတ်ဆက်လိုက်တယ်ကျွန်တော်ပြောတာဘယ်လိုငြင်းရလဲလားအဲ့ဒါအဖြစ်ပဲအဲ့တော့မင်းအောင်နိုင်မို့လို့လူရောင်ဝင်တာမဟုတ်ဘူးမင်းအောင်နိုင်ကမှာခွေးတဲ့ကောင်လဲဆိုလဲတရုတ်နဲ့ရုရှားအဲ့ဒီတိုင်းဆက်ဆံပါ ့ဘာဖြစ်လို့လဲမင်းအောင်လိုက်အာနာတိန်းတာအကယ်၍မင်းအောင်လိုက်ကိုခွေးလို့နွားလို့ရှုံးကြည့်ရှုံးကြည့်ဘယ်ဟုတ်ပြေးမှာမင်းအောင်လိုက်မိသားစုပြေးလို့ရရင်တော့မှအဲ့ဒီအောက်ဆွဲဒီကြော်မျိုးမင်းတို့ကောင်မျိုးအစ်င့်ကိုရောက်ဖို့ကြားထဲမှာတပုံကြီးအဝေးလိုက်ရဖို့အဲ့တော့တတိယနိုင်ငံနဲ့ပြေးစရာရှိဘူးဘာဖြစ်လဲအခုလိုမျိုးပောက်ပန်း၄၀ဗယံမထာလုတ်ချင်တိုင်းလုတ်ပြောချင်တိုင်းပြောဒီကောင်တွေအပြောအဆိုတွေကြောင့်အတက်တွေများစွာတင်ထားတဲ့လူတက်မှုတွေဒီကောင်တွေကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေဆယ်သက်ဒီကောင်တွေကိုအခုဆယ်သက်ပြန်ချတာမကြည့်ဘူး ဒါကြောင့်မလို့ဒီကောင်တွေကအသေးအတန်သူတို့မင်းအောင်နိုင်ငံကျတော့ပုံစိုးနေတာဘာလို့မင်းအောင်နိုင်ငံထွက်ပေါက်ကြည့်နေတာဆိုတော့မင်းအောင်နိုင်ငံတချို့တွေထွက်ပေါက်မှုကြီးထွက်ပေါက်မှုဆိုဟုတ်တယ်နော်တရားလမ်းကြောင်းလမ်းကြောင်းကြီးထွက်ပေါက်မှုရှိတယ်ဒါပေမဲ့အသက်ရှင်ပေါက်ရှိနေတယ်ထွက်ပြေးလို့ရနေတယ်ဒီကောင်တွေမှာကျတော့လုံးဝမရှိတာဒါကြောင့်မလို့ဘလို့ကမင်းအောင်နိုင်ငံကျပို့ပြီးတော့အသေးအတန်မဟုတ်တော့ဟုတ်ပြောအာငါတို့ဘာဘာလို့လုံးမှန်းနေချုပ်ပြစင်ပြအဲ့လိုဖြစ်နေတာနော်တကယ်တနာမကောင်းပါလားဒီကောင်တွေကချစ်နော်အခုဆိုဒါတို့အချင်းချင်းတော့ထွက်ပြောတယ်ရညာမရှိတော့ဟမ်ကျွန်တော်မျိုးမျိုးဘူးလက်ကဆိုပြောတာပြောတဲ့လူကတပည့်လူဆိုကျွန်တော်မပြောဘူးတော့ဘူးလက်ကပြောတာ ဘူးနဲ့လို့လူမျိုးကတော့ရကြံမရှိတော့ပြန်ပြောခံရတယ်ဆိုတော့အဲ့ဒီကြော်မျိုးမင်းရဲ့စောက်စင်ကိုကြည့်ပေါ်ရလားဟမ်ကျွန်တော်ကြည့်ပဲအပြင်ပဲအဲ့တော့ဒီကောင်လေးဘဝဘလောက်ပဲလော်လော်နော်အရေးကောင်တလွားချင်းလွှာခံရမယ့်နေ့ရောက်ကြည့်ချင်သေးတယ်ပေါ့ဟုတ်တယ်နော်ကျွန်တော်တို့ကတည်ရဲတယ်ဖမ်းခံရဲတယ်တို့မဲ့နိုင်လို့ဖမ်းမိဝမ်းလားတတ်ပါလိုက်ရေမကုန်းနောက်နာနေမရဘူးတော်လိုင်းလောက်လောက်ကိုစီဖန်းခံထီွားတယ်ဟေ့တော်လိုင်းလောက်လောက်ကိုစီတက်ခံထီွားတယ်ဂယုကိုမဆိုင်တာသိလားစမ်းလို့တဲ့ကိုကို ကိုကိုကိုတေးကြအောင်မေးပြီးမှဒီလုပ်ကိုလုပ်တယ်။ဒါကြောင့်မလို့ဒီလမ်းကြောင်းမှာကိုရင်းသားတာအသက်တွေဘဝတွေဖြစ်တဲ့အတွက်နော်အဲ့ဒီရင်းသားတဲ့အသက်တွေဘဝတွေနဲ့တန်အောင်လို့နာမည်တစ်လုံးကိုပဲရောက်ယူမယ်။နော်စင်းတဲ့ဥစ္စာနေရာယာတို့တခုမှမလုပ်ကျွန်တော်တို့ဒီတော်လိုင်းရင်းမှာကျွန်တော်လုပ်ခဲ့တဲ့အပိုင်းအခြားအတွင်းဘယ်နှစ်နှစ်ကနေဘယ်နှစ်နှစ်ထိဘယ်လိုအောင်မြင်လို့ထိဘယ်လိုလုပ်ခဲ့လဲအဲ့ဒီထဲမှာတကယ်ကောင်းမွန်တဲ့အယောင်တောက်နေတဲ့နာမည်ပဲလုပ်ချင်တယ်ကျွန်တော်ဒီဘက်ကဘာမှမလုပ်ဘူးစိတ်ကြဒါကြောင့်မလို့ဒီတော်လိုင်းရင်းကိုအဲ့ဒီစိတ်နဲ့ပဲလုပ်တာဒီကောင်တွေကိုမေးကြည့်အဲ့လိုခံရချင်ရှိလားဟမ် ဒီနေ့စိုးဝင်ရမင်းအောင်နိုင်အောင်အနာပိတ်လိုက်ကြည့်ဟာဒုတ်ချုပ်ကြီးလှုပ်တာမှန်တယ်ဒီမင်းအောင်နိုင်လှုပ်လို့ဒီကျွန်တော်တို့တွေအနေနဲ့စုံမွန်းကြာပြီတိတ်ဖို့ကောင်းတာငါတို့အပဒုတ်ချုပ်ကြီးချက်ချင်းဖြစ်မဲ့ကောင်းမျိုးတွေအဲအဲ့တလို့ပလီပလာခွဲသားတွေနော်တကက်အောက်တန်းသားတွေခံယူချက်နဲ့ဖောက်ခံနေတာမဟုတ်မင်းအောင်နိုင်တော့မှချင်းချင်းလေးအဲ့ဒါအဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးမေးကြည့်နော်ဒီနေ့စိုးဝင်းရမင်းအောင်နိုင်အနာပိတ်လိုက်ဒီဥပမာပြောတာဒီနေ့ချက်ချင်းစိုးဝင်းလူဖြစ်မှဒီကောင်မင်းဒီကောင်ဒီအကြောင်းကလာနောကျင်နေပြီဒါကြောင့်မို့လို့ဟိုတစ်ခါကြာရင်လေ အဲ့လိုဗီဒီယိုမျိုးကြီးလိုက်ရင်ဟောပြန်ဒီကောင်လေးဘောကတနော်တနာကိုကောင်းပါလားတနော်ကတို့ပူလောင်ပူလောင်နေရတာသူတို့သားကြောက်နေနေတာတကယ်ကြောက်နေနေတာကြောက်နေနေတာကြောက်နေအဲ့ဒီဘက်တိုက်ကအဖွဲကိုပြောထားတဲ့ဗီဒီယိုဖိုင်ကိုအမှကြည့်လိုက်ကြည့်နော်ကြော်စိုးဖြစ်နေတော့ဘလောက်တော့ဒီထဲမှာဖြစ်နေလဲဆိုတာဒါကယုံကြည်ချက်တွေခံယူချက်တွေတက်တည်တွေပေါ့အကြောက်တရားကြောက်ကြံကြံနေဆိုတာခွေးတဲ့ကောင်ကိုဂျောင်းတဲ့ပေပြီးလိုက်ကြည့်ဒီခွေးကမကိုက်တတ်ပါဘူးမကိုက်တတ်တဲ့ခွေးခေါ်လာတယ်တော့တော့ကိုပိတ်ဒုံးနဲ့ပုတ်လိုက်ကြည့်အဲ့အဲ့ကောင်ကဖြစ်နေတဲ့အဲ့ဒီပုံစံတက်ပုံစံနဲ့ ဒါကြောင့်မလို့တော်လိုင်းအောင်မြင်ပြီးတဲ့နေ့အဲ့ဒီနေ့ကိုအတူတူကြော်ဖြတ်ကြပါနော်အရသာရှိစော်